ဒေါ်လာလဲနှုန်းဟာပြပစည်းကွက်မှာပြန်လည်ကျဆင်းသွားခဲ့ပေမဲ့ဘိုဟိုဘန်ကတရက်တွင်၁၀ဆက်လက်တိုးမြင့်သတ်မှတ်ခဲ့ပြီးဒေါ်လာလဲနှုန်း1256ကျပ်ထိဖြစ်လာတယ်လို့နိုင်ငံခြားငွေကြေးလဲလဲရောင်းဝယ်ရေးစည်းကွက်အတိုင်းဝန်ကသိရပါဗျ။ပြပစည်းကွက်ဒေါ်လာလဲနှုန်းဟာဩဂုတ်လ၁၆ရက်နေ့မှာဒေါ်လာတန်ဖိုး1280ကျပ်နီးပါးအထိမြင့်တက်ခဲ့ပေမဲ့ဩဂုတ်လ၁၆ရက်နေ့မှာဒေါ်လာလဲနှုန်း1284ကျပ်ဝန်းကျင်ကိုပြန်လည်ကျဆင်းသွားတယ်လို့ပြပစည်းကွက်ကသိရပါဗျ။ ပြပဈေးကွက်မှာဒေါ်လာတန်ဖိုးဟာဩဂုတ်လ10ရက်နေ့မှာ1ဒေါ်လာကို1240ကျပ်ဝန်းကျင်ကနေဩဂုတ်လ14ရက်နေ့မှာ1ဒေါ်လာကို1284ကျပ်ဝန်းကျင်လောက်အထိရှိခဲ့တာဖြစ်ပါတယ်။ဩဂုတ်လဒုတိယပတ်အတွင်းဗဟိုပိုင်းရဲ့ရည်ညွှန်းငွေလဲနှုန်းသတ်မှတ်ချက်ဟာဩဂုတ်လ10ရက်နေ့မှာ1ဒေါ်လာတန်ဖိုး1234ကျပ်ကနေဩဂုတ်လ17ရက်နေ့မှာ1ဒေါ်လာတန်ဖိုး1236ကျပ်ဩဂုတ်လ12ရက်နေ့မှာ1239ကျပ်ကိုတိုးမြင့်သတ်မှတ်ခဲ့ပါတယ်။ ဩဂုလ17ရက်နေ့မှာဒေါ်လာတန်ဖိုး1246ကျပ်အထိဆက်လက်တိုးမြင့်ခဲ့ပြီးနောက်ဩဂုလ14ရက်နေ့မှာဒေါ်လာတန်ဖိုး1256ကျပ်ကိုဇက်တိုက်တိုးမြင့်တက်မှတ်လိုက်ပါတယ်။ဩဂုလ14ရက်နေ့မှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းတွေဟာဗဟိုပိုင်းရဲ့ရည်ညွှန်းငွေလဲနှုန်းဒေါ်လာကို1256ကျပ်သတ်မှတ်ထားပြီးပြည်ပငွေလဲနှုန်းမှာဒေါ်လာတန်ဖိုးရောင်းစေ1284ကျပ်ဝင်းကျင်နဲ့ဝယ်စေ1269ကျပ်ဝင်းကျင်မှာရှိနေပါတယ်။ ပြည်ရင်းပုတ်ပတိကဗန်ဒီမှာဩဂလ၁၂ရက်နေ့မှာရောင်းစေ1249ကျပ်ဝင်ခြင်းဝယ်စေ1244ကျပ်ဝင်ခြင်းရှိခဲ့ပြီးဩဂလ၁၃ရက်နေ့မှာဒေါ်လာတန်ဖိုးရောင်းစေ1256ကျပ်ဝင်ခြင်းနဲ့ဝယ်စေ1252ကျပ်ဝင်ခြင်းရှိခဲ့ပါတယ်ဩဂုတ်လ၁၄ရက်နေ့မှာတော့ပြည်တွင်းပုတ်ပလီကဗန်နေမှာဒေါ်လာတန်ဖိုးရောင်းစေ1266ကျပ်ဝင်ခြင်းနဲ့ဝယ်စေ1264ကျပ်ဝင်ခြင်းရှိနေပါတယ်။